ီဘူးပေါင်းစားရဖြစ်ပါရဲ့ရှင်ကင်းမကကောင်းမဝင်လာပါနဲ့35ချက်သားပါအဲ့ဒါလေးကိုသမီးကပေါင်းထားရလေးစားခြင်းနဲ့ဆိုတော့အောက်မှာရေခံပြီးတော့အချိုမှုန်းနေတာအချိုမှုန်းရဲ့အာနောက်ပြီးတော့ဟွာငရုတ်ကောင်းမှုန်းလေးရဲ့နေပြီးနှက်ထားတဲ့ကင်းမလေးတွေကိုအခုလိုမျိုးအောက်ကရေခံပြီးတော့ဓမင်းပေါင်းနဲ့ပေါင်းပါရှင်မှာပါ ဝက်ဒီပဲလှမ်းပါတယ်ဒီလိုရှင်အချင်းဆက်ပါမယ်ကျက်သွန်မြူထောင်းရယ်တမယာရီရယ်ပြီးတော့မပြာရီရယ်ထောင်းပြီးတော့ရောပြီးတော့ဒီကောင်လေးနဲ့စင်ပြီးတော့စားပါမယ်ရှင်ဝက်ဒီပဲလှမ်းပြီးတာပါ ရေးတေချာဆေးပြီးတော့အချုံမုံစာနဲ့နဲ့လေးပဲနေပါတယ်ငရုတ်ကောင်းမုံလေးလည်းဖဲ့ပါတယ်ရေးတယ်တော့စားပေါ့တယ်လို့ပြောလိုက်ပါတယ်ဒါမဲ့စားကြောက်တဲ့အတွက်စားဖို့နည်းနည်းပဲထည့်ပါတယ်အချိန်ထဲမှာလည်းငံပြားကြီးပါအောင်ပါဆိုတော့သူ့ကိုနည်းနည်းလေးပဲစားထည့်ထားပါတယ်ဒါလေးကိုနောက်ထပ်15မိနစ်လောက်ထပ်ပေါင်းလိုက်ပါမယ်ပေါင်းနေတဲ့အချိန်မှာအချိန်ဆက်ပါမယ် ်ဟိုအတွက်တမညာသီးစာအိမ်မှာအလွယ်တကူရှိနေတယ်တမညာသီးရလဲကုံလို့ပေါ့နော်ဒီရွှေခဲအချင်းလေးကိုထည့်ပါမယ်ရေတွေအကုန်လုံးရောဆက်ပြီးသွားပြီဆိုရင်တော့ကျက်တမီးလေးထောင်းထည့်လိုက်ပါမယ်ခလေးစားမှဖြစ်တဲ့အတွက်ငြိမ်ကြီးစိမ့်ကိုမထည့်ပါဘူးရှင်။ခလေးဆက်မစားနိုင်ပါဘူး။ အံပြာရီပါ မြောင်းများဒေါ်ချူငံပြာရီထည့်ပါမယ်အံပြာရီနည်းနည်းထည့်ပါမယ်ရင်တကြားလေးနည်းနည်းထည့်ပါမယ်တကြားလေးနည်းနည်းထည့်ပါမယ်ဒါလေးကတော့ချူမှုတ်လေးပါဒါလေးကတော့တကြားလေးပါတကြားလေးရဲ့ချူမှုတ်လေးနည်းနည်းရေထည့်ပါရစေ ခုနငံပြိုင်နဲ့တမယာရီနဲ့ထည့်ထားပါတယ်။ပြီးလို့ရှင်တော့ချက်သွင်းမီဒီထားမှုပြုထည့်လိုက်ပါမယ်။နာနာမင်းနဲ့ငယ်ဦးသီးစိမ်းလေးနဲ့ရှင်သူကောင်းပါတယ်။ခလီးစားမှဖြစ်တဲ့အတွက်အဲ့ဒါလည်းမထည့်တော့ပါဘူးရှင်။ချက်သွင်းမီဒီထည့်ပြီးသွားပါပြီ။ဝေပါမယ်။ချက်သွင်းမီဒီတခုလေးဆိုတော့အရေးကျဲနေပါတော့။ယူဒီဇိုင်းလေးရဲ့နာနာမင်းလေးရဲ့ထောင်းခဲ့ရင်တော့စိမ့်စိမ့်အရာဖတ်လာလို့ရပါမယ်။ ဒါတော့ခလေးစားမှာဆိုတော့ချိုလေးပဲပါလိုက်ပါတယ်အရာကလည်းအတော်ပါပဲရှင်နှက်ထားလိုက်ပါမယ်အမေနီးရဒီလိုလေးပြည်ကြီးငန်းလေးတွေအခုလိုလေးကိုေးလာပြီဆိုတော့ စားလို့ရပါပြီမိပိတ်လိုက်ပါပြီအဲ့အိတ်ခတ်ပြီးတော့ခုနအချိန်ကြီးနဲ့တွဲပြီးတော့သုံးဆောင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်